မင်္ဂလာပါခင်ဗျာကျွန်တော်ရခုပြ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 ကြောင်းလေးရတော့မိမိရဲ့ Facebook account ကိုပို့ရလုံချုံသွားအောင် two factor ပြုလုပ်တဲ့နည်းလေးကိုပြပြပြမှာဖြစ်ပါတယ်သူစတဲ့ခံနေနည်းလေးခေါ်ကြပါတယ်အတူတူလုပ်မယ်မှတ်ပါနော်ယခုနည်းလေးကိုကျွန်တော်ကစုံဝဲအသုံးပြုပြီးတော့ပြပြပြမှာ ဖြစ်တဲ့အတွက် software လေးကို install လုပ်ဖို့အတွက် play store software လေးကိုဖွင့်လိုက်ပါပြီးရင်အောင်းသားလေးဟာ search ဆိုတဲ့ click လေးကိုနှိပ်လိုက်ပါ search ကိုပဲတစ်ချက်ထပ်နှိပ်လိုက်ပါပြီးရင် search မှာ google auth လို့ရိုက်ထည့်ပေးလိုက်ပါပြီးရင်အောင်းသားလေးကပေါ်လာတဲ့စီမှာ Google Authenticator ဆိုတဲ့စာချုပ်လေးကိုနေလိုက်ပါ။ပေါ်လာတဲ့စီမှာ Google Authenticator ရဲ့ဘီနာလေးက install click လေးကိုနေလိုက်ပါ။ download ဆွဲနေပါလိမ့်မယ်နော်။ဒီအရာကိုတော့ပြည်ပြီးတော့မှ open ပေါ်လာတဲ့အထိစောင့်ပေးလိုက်ပါ။ကျွန်တော်ကတော့ install လုပ်ပြီးတော့လေမို့ open လို့ပုံနေတာပါ။ကျွန်တော်ပြန်ထွက်လိုက်ပါရင်နော်။ software install ပြုလုပ်ပြီးသွားပြီဆိုတော့ two factor ပြုလုပ်ဖို့အတွက် Facebook software လေးကိုဖွင့်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်အပေါ်တောင်းလေးဟာအချောင်းတုံးချောင်းလေးနဲ့ menu clock လေးကိုနှိပ်လိုက်ပါပြီးရင် setting and privacy ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ setting ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ပါဒီနေရာလေးမှာတော့ password and security ဆိုတာလေးကိုနေပေးလိုက်ပါ password and security ဆိုတာလေးကိုပဲထပ်နေပေးလိုက်ပါဒီနေရာလေးမှာတော့ two factor နဲ့စတဲ့စာတောင်းလေးကိုနေပေးလိုက်ပါပြီးရင်မိမိရဲ့ profile လေးကိုနေပေးလိုက်ပါပေါ်လာတဲ့စီမှာကျွန်တော်တို့က two factor ကို software နဲ့ပြုလုပ်มาဖြစ်တဲ့အတွက်ကြောင့် authentication app မှာအလိုအလျောက်ရွေးထားပြီးဖြစ်နေတဲ့အတိုင်းလေးကိုကျွန်တော်ထားလိုက်ပါတယ်။ဒီ nest ကိုနေလိုက်ပါ။ဒီနေရာလေးမှာတော့မိမိ Facebook ရဲ့ password လေးကိုထည့်ပေးလိုက်ပါ။သူကလုံခြုံမှုအတွက် password ကိုတတ်တဲ့ခိုင်းနေတဘောပါ။ပြီးပါပြီဆိုတော့ကွန်တင်နီကိုနေပေးလိုက်ပါ။ ဒီနေရာလေးမှာတော့ကော်ပီကီးဆိုတာလေးကိုနှိပ်လိုက်ပါအပေါ်ကကီးရေကိုကော်ပီကူးလိုက်တာပါပြီးပါပြီဆိုလို့ရှိရင် Facebook ကနေထွက်လိုက်ပါ Facebook ကနေထွက်တဲ့အခါကျလို့ရှိရင်ဘက်ကီးကိုနှိပ်ပြီးတော့မှမထွက်ရပါဘူးเนาะအဲ့လေခလို့ဟုံးကီးဆိုတာလေးကိုနှိပ်ပြီးတော့မှထွက်လိုက်ပါပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့တောင်းထားတဲ့ authenticator ဆိုတဲ့ software လေးကိုထွက်လိုက်ပါ caster ဆိုတဲ့လေးကိုနေပေးလိုက်ပါဒီနေရာလေးမှာတော့မိမိကမိမိရဲ့ဖုန်းမှာဂျီမေးတွေနှစ်ခုတုံးဖို့ပေါ့နော်စာရင်းဝင်ထားတာဆိုလို့ရှိရင်ဂျီမေးရဲ့ဘေးနားလေးကခလုတ်လေးကိုနေပြီးတော့မှမိမိအတုံးပြမဲ့ဂျီမေးလေးကိုတိတိကျကျလေးယူလိုက်ပါနော် ကျွန်တော်ကတော့ယခုမြင်နေရတဲ့ဂျီမီကိုပဲသုံးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းလေးပဲထားလိုက်ပါတယ်။ပြီးရင် continue ကိုဆက်နေလိုက်ပါ။ဒီနေရာလေးမှာတော့ဩကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ။ပြီးတော့က intersect key ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒီနေရာလေးမှာတော့ကုတ်နေဆိုတဲ့နေရာမှာ မိမိ Facebook အကောင့်ရဲ့အမည်လေးကိုရေးထည့်ပေးလိုက်ပါအမည်လေးကိုဒီချာလေးရေးပါနော်ဘာလို့လဲဆိုတော့ကျတော့ရေးပြီးသွားပြီဆိုလို့ရှိရင်အဲထပ်ပြင်လို့မရတော့တာမို့ပါပြီးရင်အောက်အကြောင်း URL ဆိုတဲ့နေရာလေးမှာစောစောက copy ကူးခဲ့တာလေးကိုဒီနေရာလေးမှာ long link နဲ့ပြီးတော့မှ paste ချလိုက်ပါနော် ချက်မဲ့နေရာလေးမှာနည်းနည်းကြာကြာပြီးတော့မှပေါ်လာတဲ့ဆီက PESD P ဆိုတဲ့လေးကိုနေပေးလိုက်ပါဒါဆိုလို့ရှိရင်အဲဆိုတော့ event နဲ့ copy key တွေရောက်လာပါလိမ့်မယ်เนาะကျွန်တော်ကတော့ဖြည့်ထားတာလေးတွေကိုမပြလိုက်တော့ဘူးเนาะပြီးတော့ဒီဆိုတာက add ဆိုတဲ့လေးကိုနေပေးလိုက်ပါအင်းအဲဒီလိုလေးပေါ်လာပါလိမ့်မယ် ေါ်လာတဲ့ချီကကဏ္ဍ6လုံးကိုကော်ပြီးကူးလိုက်ပါကော်ပြီးကူးဖို့အတွက်ကဏ္ဍဘောကိုလောင်းကလင်းနေပေးလိုက်ပါနော်နည်းနည်းချာချာပြူတော့မှပြန်လွှတ်လိုက်ပါဒါဆိုရင်အလိုအလျောက်ကော်ပြီးကူးပြီးသွားပါပြီကော်ပြီးကူးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးကနေစပြီးတော့မှတတ်တဲ့ကလေးလုပ်ပြီးပါဘာလို့လဲဆိုတဲ့အခါကျတော့ဒီကကုတ်တီရဲ့တက်တန်းကကျတော့ အကန့်တန့်ကြီးတာအကြောင်းမို့ပါပြီးတော့ကြီးဆိုလို့ရှိရင်ဆော်ဝလီယန်နေထွက်လိုက်ပါ ထွက်တဲ့အခါကြာလို့ရှိရင်အဲဘက်ကီလေးနဲ့ပဲထွက်တယ်ဟွန်ကီနဲ့ပဲထွက်တယ်အရှင်ပြပါရနော်ပြီးတော့ကြီးဆိုပါက Facebook ကိုပြန်ဖွင့်လိုက်ပါ Facebook ကိုပြန်ဖွင့်လိုက်ပြီဆိုလို့ရှိရင်စောစောကနေရာလေးကိုပြန်ရောက်လာပါမယ် ေစုကနေထွက်တော့ကဟုံးကီးလေးကိုနေပြီးတော့မှထွက်ပါလို့ကျွန်တော်ပြောတာလေးကဒီနေရာလေးကိုပြန်လဲရောက်လာအောင်လို့ပါဒီနေရာလေးကိုပြန်ရောက်လာပြီးပြီးတော့ပြီဆိုရင်နက်ဆိုတာလေးကိုနေပေးလိုက်ပါဒီနေရာလေးမှာကျွန်တော်တို့စောစောက authentication software ရနေလို့ copy လာခဲ့တဲ့ကိုချောင်းလုံးလေးကိုဒီနေရာလေးမှာခြာပေးလိုက်ပါနော် ချမဲ့နေရာလေးမှာနည်းနည်းလေးကြာကြာဖြည့်ပြီးတော့မှလုပ်ပေးလိုက်ပါကိုယ်ရတဲ့ဆီမှာ PASD ဖြည့်စွန်လေး ကိုလုပ်ပေးလိုက်ပါဒါဆိုရင်အကုတ်ချောင်းတော့ရောက်လာပါပြီနော်ပြီးရင် net ကိုနေပေးလိုက်ပါအဲဒီနေရာမှာကစောစောအတိုင်းပဲကိုယ်ဖဲပြန်တောင်းနေတယ်အဲကျွန်တော်တို့ကုတ်ကထပ်ထည့်ပေးကြမလို့ပါဘူးနော် အဲဒါအဲရတက်တာပါတခါတခါညရင်ဖြစ်တတ်ပါတယ်အဲရတက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲဘက်ကင်းလေးနဲ့ဆုံးတော့မှအဲပြန်ထွက်ပြန်မှပြန်ဝင်ကြည့်ပါမယ်နော်အဲကျွန်တော်ဘက်ကင်းလေးနဲ့နှုတ်ဆုံးလိုက်ပါပြီကျွန်တော်ဒီနေရာလေးနဲ့စပြီးတော့မှ ပြန်ဝင်ကြည့်မယ်နော် profile လေးကိုနှိပ်လိုက်ပါဆိုတော့ကလို့ပဲမိမိ Facebook ရဲ့ password လေးကိုထည့်ပေးလိုက်ပါ ပြီး content ကိုဆက်နေလိုက်ပါဒီနေရာလေးမှာ ကြည့်လိုက်ပါเนาะ to fatalia on ဖြစ်နေပါပြီအဲဆိုလိုချင်တာကတော့ to fatal ပြုလုပ်တာအောင်မြင်သွားပါပြီလို့ပြောတာပါဒါဆိုလို့ရှိရင်ကျွန်တော် to fatal ပြုလုပ်တာပြီးဆုံးသွားပါပြီကျွန်တော်တို့ဒုဖက်တာပြုလုပ်တာပြီးသွားပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ လောက်ကိုလုံးဝမဲ့အချက်လေးအနေနဲ့ကျန်ပါရည်နော်အဲ့ဒါလေးဟာမလုံထားလို့မရပါဘူးအဲ့ဒါလေးရဲ့ဘာတွေလဲဆိုလို့ရှိရင် two factor ကုတ်တွေကိုတင်းတဲ့နီးလေးပါဘက်ကလုတ်တယ်လို့ခေါ်ပါတယ်အဲ့ဒီနီးလေးရဲ့အဲ two factor ပြီးလို့ထားပြီးပြီဆိုလို့ရှိရင်အဲကျွန်တော်တို့တော့အရင်ပြန်ဝင်တဲ့နီးလေးရေပေါ့နော်အဲ့ဒီဟာလေးကျွန်တော်ပြပေးပါမယ် အဲ့ဒါလေးကတော့ကျွန်တော်ဗီဒီယိုတစ်ခုနဲ့တက်တက်လုပ်ပေးပါမယ်เนาะဗီဒီယိုပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလင့်လေးကိုယခု post ရဲ့ description လေးမှာကျွန်တော်ထည့်ထားပေးပါမယ်เนาะကျေးဇူးတင်ပါတယ်အစီအစဉ်ပြန်ကြပါမယ်